င်္ဂလာပါဒီနေ့မှမျှဝေပေးခြင်းတာကတော့ Redmi A3 ဖုန်းတွေမှာဖုန်းကိုပိတ်လိုက်လို့ရှိရင်ဖုန်းပိတ်တဲ့ power icon လေးမပေါ်ဘဲနဲ့ဒီလိုမျိုးကြီးပေါ့နော်ပေါ်နေတဲ့ပြဿနာကိုဖြေရှင်းလို့ရမယ့်နည်းလေးကိုကျွန်တော်ဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းလေးကိုစတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ အဲဆက်သွားပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါဆက်သွားပုံလေးကိုနှိပ်ဖွင့်ပြီးပါပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအပေါ်နာမှာ jet trust ဆိုတဲ့စာတန်းလေးကိုရိုက်ထည့်လိုက်ပါ ဒီနေရာမှာ jetra ဆိုတဲ့စာတန်းလေးကိုရိုက်ထည့်လိုက်ပါဒီနေရာမှာ jetra လို့ရိုက်ထည့်လိုက်တယ် ਨੇ ဒီအောက်မှာအဲဒီစာတန်းလေးပေါ်လာမှာဖြစ်ပါတယ်အဲ့စာတန်းလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီနေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါပြီးလို့ရှိရင်တော့ဒီအောက်နာက press and hold power button ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ အဲပြီးရင်တော့ဒီနေရာကိုရလာပြီဆိုလို့ရှိရင်ဒီအပေါ်နာကပါဝါမီနူဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲပြီးလို့ရှိရင်တော့ဒီအပေါ်နာကအမြလို့နှိပ်ပြီးတော့ပြန်ထွက်လိုက်ပါဒါဆိုရင်တော့ရပြီပေါ့နော်ကျွန်တော်ပါဝါကလုတ်လေးကိုနှိပ်ပြီးတော့ဖုန်းကိုပိတ်ကြည့်ရအောင်အဲဒါဆိုလို့ရှိရင်တော့ဒီနေရာမှာပါဝါပိတ်တဲ့အန်ကွန်လေးပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ကျွန်တော်တို့ဖုံးပိတ်မယ်ဆိုရင်တော့ဒီနေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖုံးပိတ်လို့ရပြီဖြစ်ပါတယ်